မိုင်းနဲ့စစ်ကြံလက်နဲ့ NDA ကြောင့်ရခိုင်ပြည်တောင်ကုန်းမြို့နယ်အတွင်းကစစ်ကောင်စီတပ်ဆွဲခဲ့တဲ့နေရာတွေအနားကိုဒေသခံတွေမသွားကြဖို့အရခတပ်တော် AA ကတားမြစ်ထားတယ်လို့သိရပါဗျ။တောင်ကုန်းမြို့အခြေဆိုင်အမှတ်9စစ်စင်ရေးကွက်ကင်းမှုဌာနချုပ်စကခ9နဲ့ လက်အောက်ခံချီမြန်တဲ့ရင်တွေဖြစ်တဲ့ခမာရ346နဲ့ငါလီလီစတဲ့စစ်ကောင်စီတဲ့ရင်တွေအနာကိုဒေသခံတွေအနေနဲ့မသွားလာကြဖို့ကန့်သတ်နေမြင်အဖြစ် AA ကတတိပေးတာမြင့်ထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။လက်ရှိ AA ဟာတောင်ကုန်းမြို့နယ်ကစစ်ကောင်စီနေထိုင်ခဲ့တဲ့ကြီးရွာတွေတက်ဆုတ်ခဲစဉ်ကထောင်ထားခဲ့တဲ့ကားလမ်းပေါ်ကမိုင်းတွေမြို့ပေါ်ရပ်ကွက်ကနေအိမ်တွေလမ်းတွေကိုမိုင်းရှင်းလေးရေးတွေဆက်လက်လုဆောင်နေတယ်လို့ဆိုပါတယ်။ မေလာတရနေ့ကနေအခုဇွန်လပထမပတ်အထိမိုင်အလုံးရေ900ကျော်အထိရှင်းထုတ်နိုင်ခဲ့ပြီလို့အေအေနဲ့နှိစက်တဲ့တောင်ကုန်ဒေသခံအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်စစ်ကောင်စီတက်ဆွဲခဲ့တဲ့ရွာတွေနေအိမ်တွေလမ်းတွေမြို့ပေါ်ရက်ကွက်ကလူနေအိမ်တွေကအစမိုင်းတွေရှင်းလင်းပေးနေပြီးရှစ်ဆက်ပြီးတော့လဲရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်သွားဖို့ရှိနေတယ်လို့သူကဆက်ပြောပါရယ်